လုံးမင်္ဂလာပါ The Echo of Books Channel လေးကနေပြန်လည်ကြိုဆိုပါရစေဒီကနေ့ဖတ်ပြမှာကယောနသန်စင်ရောအပိုင်းနှစ်ပဲဖြစ်ပါတယ်အပိုင်းနှစ်ကန်းကုံအောင်တဆွမ်းချင်းအော်ဒီဟေခမရိတ်မြုံထင်ပါရဲ့ဤတို့တွေးမိ၍သူကိုယ်သူပြုံးရည်မိဤ ဤဘုံတို့ ပြန်တက်ဝင်ရောက်ခါစားတာရှိသည်ဘုံအကြောင်းစိစစ်နေသည်မှာမခိုးမခန့်ပြုရာရောက်သည်ဖြင့်ပြုံးမိခြင်းဖြစ်၏ကိုယောင်ကိုဝါတောက်ပသောဇင်ရောနှကောင်နှင့်အတူ တောင်ပန်ချင်းရှင်၍မြေကြီးပြင်မှ တိမ်များအထက်သို့ပြန်တက်လာစဉ်တွင် သူကိုခန္ဓာကိုယ်လည်းအခြားဇင်ရောနှကောင်ဤတူတောက်ပလာသည်ကို သူမြင်ရ၏ မှန်ပါပေသည်ယခုရှိနေသောယောနသန်ဇင်ရောလည်းယခင်ကယောနသန်ဇင်ရောပင်ဖြစ်၏သို့သောအပြင်ဗဟိတရုပ်အစင်အတွင်တံတန်သည် ပြောင်းလဲလီပြီးကိုခန္ဓာသည်လည်းဇင်ရောခန္ဓာမျိုးပေတည်းသို့သောယခင်ခန္ဓာဟောင်းကဲ့သို့မျိုးလုံးဝမဟုတ်ပို၍အပြင်အတန်းကောင်းနေ၏ယခင်မြေကြီးဘုံဘဝဟောင်းတွင်စိုက်ထုတ်ခဲ့ဘူးသော လုံလမျိုး၏ တဝက်မြဖြင့်ယခုအမြန်နှုံလဲနှစ်ဆရ၍အလုတ်လဲနှစ်ဆပြန်ပြီးပြန်နိုင်ပြီသည်ယခုအမြန်နှုံလဲနှစ်ဆရ၍အလုတ်လဲနှစ်ပြန်ပြေးနိုင်ပြီသည်သူ့အမွေးများသည်ဆွတ်ဆွတ်ဖြူဖွေးဖွေးလက်လာ၏သူ့တောင်ပံများလဲအကျိန်များစွာပွတ်တိုက်ထပ်အပ်သော ငွေပြားများနှင့်အတူ စင်လုံးချောညက်မွွ့၍အပြစ်ကင်းစင်ပြီးသူသည်ဝမ်းမြောက်ဝမ်းသာဖြစ်လျက်ဤတစ်ဖြစ်လဲတောင်ပံများအကြောင်းကိုစ၍လေ့လာတော့၏တောင်ပံများအတွင်းသို့အားအင်စွမ်းပကားတွတ်သွင်းမှုကိုလည်းသူစတင်လေတော့၏တနာရီလင်းမိုင်250နှုံးဖြင့်ပြန်နိုင်လာသောအခါအလျားလိုက်တပြေးတည်းအမြန်နှုံးပြန်နိုင်သောနှုံးတို့ရောက်ခါနီးချေပြီဟု သူထင်၏ တနားရီလည်း283မိုင်နှုန်းဖြင့်ပြန်လာနိုင်သောအခါတွင်လည်းဤဒီပင်အမြန်နှုန်းအမြန်ဆုံးနှုန်းပေတီးဟုထင်မိပြန်၍အနှဲငယ်မြစိတ်ပြတ်နေပြန်၏ဤကိုခန္ဓာအသည့်ဤစွမ်းနိုင်မှုသည် အကန့်အသတ်ရှိနေပေလိမ့်မည်ယခင်ကအလျားလိုက်တပြေးတည်းအပြန်နှုန်းထက်ယခုနှုန်းကပိုပင်ပိုညာတော်လဲအဆုံးစွန်သောအလင်နှုန်းတို့မူရောက်ရှိနေပြီ။ ထိုစံချိန်ကိုချိုးရန်အလွန်ကြီးသောလုံလောက်ရိယမျိုးလိုပေလိမ့်မည်။ဤသို့သော ကောင်းကင်ဘုံမျိုး၌အရာရာအဖို့အတားအဆီးအကန့်အသတ်အပိတ်အပင်မရှိထိုက်ချေတကားဟု သူထင်မိ၏။တိမ်များသည်ဟင်းလင်းပောက်ကုန်၏။သူ့အဖော်သူ့အဆောင်များကလူရခီးကိုဆိုက်ဆိုင်မြတ်မြတ်ရောက်ပါစေ။ဘေးမတီးရမခပဲတက်ဆင်းနိုင်ပါစေယောနသန်ဟု နှုတ်ဆက်ပြီးတော့မိုးပြန်လေရှို့၍ကွယ်ကုန်၏။ယောနသန်သည်ပင်လေတစ်ခု၏အထက်မှ ရွာသွာဘုံနှင့်အထက်အငော့ရှိသောကံယိုတန်းစီတို့ပြန်တန်းလျက်ရှိ၏တောင်ကဘာဆောက်များပေါ်တွင်ဇင်ယုံအနေငယ်မျှတာနှင့်အထက်သို့ထိုးတက်နေသောလေချောင်းများကိုစီးနှင်းနေကြကုန်၏မြောက်ဖက်အဝေးတွင်မြင့်မြင့်တဆုံးရှိမိုးကုတ်စက်ဝိုင်းကြီးပိတ်စည်းနေသောအရက်၌လည်းဇင်ရောအနေငယ်မျှတာပြန်နေကြကုန်၏အမြင်အစ်စ်များအတွေ့အစ်စ်များအမေးအစ်စ်များသည်သူ့၌ပေါ်လာကုန်၏ အဘဲကြောင့်ဇင်ယောများဤပြလောက်နေပါနေသည်။ဤလိုကောင်းကင်ဘုံမျိုးသည်ဇင်ယောအုပ်များဖြင့်အပြည့်အသိဖြစ်နေတင်လာ၏။ငါလည်းခုကောက်ကာငင်ကအဘဲကြောင့်ဤမြမောဟိုက်လာရသည်။ကောင်းကင်ဘုံမှာဇင်ယောများဟုသည် မောယိုထုံးစံမရှိဟုဆိုအိယိုထုံးစံမရှိဟုဆိုဒီစကားကိုသူဘဲကကြားခဲ့ပါလေ။မြေကြီးဘုံ၌နေခဲ့ရသည့်သူ့ဘဝအကြောင်းကိုသူတဖြည်းဖြည်းမေ့လေပြီ။ မြေကြီးပုံသည်သူကိုယ်တိုင်အတတ်ပညာအမြောက်များသင်ယူတက်ကြွန်းလာခဲ့သည့်နေရာဖြစ်တည်ကအမှန်ပင်သို့တော်လည်းထိုနေရာ၌ဖြစ်ဖူးကြုံဘူးသည်များကိုအသေးစိတ်မှတ်မိတော့မုံမွားမွားရေတီတီအရိတ်သဖွယ်မျှတာညံ၌ထင်နိုင်၏အစာအတွက်အလူအရက်တိုက်ကြရခိုက်ကြရဆိုလားဘာလားဖဲကျင်ချင်းခံရတိတ်ခါချကံပြုတ်ချင်းခံရဆိုလားဘာလားတိတိချာချာတော့ မမှတ်မိတော့ကံယုတ်တန်းပေါ်ရှိဇင်ရောတစ်ချိတ်နှစ်ယောက်တီသူထံသို့လာ၍တကောင်တလီမျှလဲဘယ်စကားကိုမျှမပြောသူ့ကိုလာ၍ပြူပြူငါငါခရီးဥချိုပြူကြသည်ကိုမူယောနသန်တီဤနေရာသည် သူ့ဘုံ သူ့နန်းသူ့အိမ်ဖြစ်ကြောင်းကိုလည်းသူတီဤသူ့အဖို့နေသူနေမြတ်ကြီးတနေ့ဖြစ်ဤထိုနေ့ကြီးဤအစာ နေထွက်ကုန်မူသူမမှတ်မိတော့ ကန်းချီတို့စင်းသက်ရန်သူလှဲ့လိုက်၏တောင်ပံများကိုရိုက်ခတ်၍မြေပေါ်မှတလက်မှမြင့်တွင်တခဏမျှတန်ပြီးနောက်သဲပေါ်သို့ပော့ပါစွာခြေချလိုက်၏ကန်းချီတို့စင်းသက်ရန်သူလှဲ့လိုက်၏တောင်ပံများကိုရိုက်ခတ်၍မြေပေါ်မှတလက်မှအမြင့်တွင်တခဏမျှတန်ပြီးနောက်သဲပေါ်သို့ပော့ပါစွာခြေချလိုက်၏အခြားဇင်ရော်များလည်းတတ်ဆင်းကြ၏သို့သော သူနှင့်တက်ဆင်းပုံချင်းမတူတကောင်တလေးမြအတောင်ရိုက်ခတ်ဖို့ဝေးစွာအမွေးတမြင်ကိုတော်ပင်မလှုပ်ကြသူတို့သည်တောင်စုံကိုဖြတ်လျက်လေထဲတွင်ဝိုက်ကဘယ်ကဲ့သို့ခူမူမတူမတိအမွေးအတောင်များကိုကိုင်းညွတ်လျက်ခြေထောက်များနှင့်မြေကြီးထိလိုက်သည်နှင့်တပြိုင်နက်အပြန်လဲရက်သွား၏အထင်အသိကောင်းလိုက်လေချင်းဟဲအားကြွေရာကြီး သို့သောယောနသန်သည်တဟိုက်ဟိုက်တဟော်ဟော်နှင့်အတော်ကြီးရိနွမ်း၍အပင်ပန်းကြီးပင်ပန်းနေသဖြင့်စမ်းမကြည့်လိုတော့ကမ်းခြေတောင်ပြင်တွင်ရက်လျက်ယခုတိုင်အောင်စကားလေတခွမျှမပြောဘဲကျင်းဆက်သွား၏။ Now now နေရက်များတွင်ယောနသန်သည်အိနီးယား၌လည်းပြန်တန်းခြင်းအတတ်ပညာအကြောင်းသင်ယူလေ့လာစရာနိနိတ်တည်းများမှသူစွန့်ပစ်ခဲ့သောဘုံဘဝဟောင်း၌ကဲ့သို့ပင်အမြောက်များရှိနေသေးသည်ကို ရှိနေသေးသည်တို့ မြင်၏သို့သောခြားနာမှုတစ်ခုကရှိ၏သူစဉ်းစားတွေးကြံသလိုစဉ်းစားတွေးကြံကြသောဇင်ယောများဤနေရာ၌ရှိ၏သူတို့ကိုစီကိုငှအဖို့ဘဝဤအရေးအကြီးဆုံးကိစ္စသည်မိမိတို့၏အနှစ်ချိုက်ဆုံးအလုံမျိုး၌အပြီးတိုင်ကန်းကုံအောင်တက်မြောက်ပြည့်စုံချင်းစီသို့လှမ်းတက်ရန်ဖြစ်၏သူတို့အမျက်နိုးဆုံးအပြုတ်ဆုံးအလုပ်တီကပြန်တန်းခြင်းအတတ်ပညာပင်ပေသည် သူတို့အားလုံးဒီခက်ညာတိုက်မြိုက်သောညံ့များဖြစ်၏သူတို့ဒီနေ့တူကတနာယီပြီးတနာယီမရက်မစဲအပြန်လေ့ကျင့်လျက်အထက်တန်းလေးချောင်းအတက်ထူးများကိုစံစစမ်းသပ်တီထွင်နေကြကုန်၏ယောနသန်သည် သူစွန့်ပစ်ထွက်ခွာလာခဲ့သော မြေကြီးဘုံအကြောင်းကို အတော်ကြာမြင့်စွာမိနေ၏ထိုဘုံဟောင်း၌ဇင်ရောအုပ်သည် ပြန်တန်းချင်းအတက်ဤကောင်းကျိုးချမ်းသာကိုမမြင်လို၍မျက်စိများကိုစိတ်လျောင်တအားကြီးမိတ်လျက်အစာရှာရေးနှင့် အစာအတွက်ခိုက်ရန်များရေးအကျိုးအတွက် သူတို့ဤတောင်ပံများကိုအကြောင်းအရင်းပြုကားသာလင် နေကြကုန်၏ယောနသန်သည် ရန်ဖန်ရန်ခါထိုလွန်ခဲ့သောဘဝအကြောင်းတစ်ချက်တလေကိုခဏကြာမျှတတိယ၏ယောနသန်သည် သူ့ဘဝဟောင်းအကြောင်းကိုတနက်နေ့တွင်တတိယလာပြန်၏ အပြန်အတက်တင်သူ့ဆရာနဲ့အတူတောင်ပံများပိတ်လျက်နှိမ့်ပြန်ပြန်ချင်းအတက်ကို လေ့ကျင့်ပြီးနောက်တောင်ပြင်ပေါ်သို့ဆင်း၍အနားယူနေစဉ်တွင်ဖြစ်၏ယောနသန်သည် သူ့ဆရာအားဤသို့မေခွန်းထုတ်လိုက်၏ဆရာဆာလီဗင်ဇင်ယော်တွင်ဘယ်ရောက်ကုန်ကြသလဲဤသို့မေးလိုက်ရာတွင်နှုတ်မှအတန်မထွက် စိတ်မနှောဖြင့်သာမေးလိုက်ခြင်းဖြစ်၏ကီကီကက်ကက် ခု၍အတန်မပြုတ်ပဲဤဘုံမှဆင်းရော်များသည်တဦးနှင့်တဦးနှုတ်ပြောဖြင့်မဟုတ်စိတ်မနှောဖြင့်သာဆက်သွယ်ကြ၏ယောနသန်လည်းဤတို့ဆက်သွယ်မှု၌လွယ်လင့်တကူကျင့်သားရလာ၏ဒီမှာဘာကြောင့်ကျုပ်တို့ဆင်းရော်ဥယျင်နဲနေရတာတုန်းကျုံနဲ့ခင်များနှကောင်တင်မဲလားကျွန်တော်ထွက်လာတဲ့နေရာမှာဆိုရင် ဇင်ယော်ရီထောင်နဲ့ချီပြီးရှိနေတာကိုငါသိပါတယ်။ဟူ၍ဆက်လီဗင်ကခေါင်းတစ်ခါခါဖြင့်သူ့စကားကိုဆက်လိုက်၏။ငါသိတဲ့အဖြေတစ်ခုတည်းကတော့ယောနသန်ရဲ့မင်းဟာငှက်တသန်းမှတကောင်ထူးအဖြစ်ကြီးဖြစ်လို့တာပေါ့။ဒုဒရီအများစုဟာဒီကို အလာအယောက်နှေးကြတယ်ကွ။ဒီပုံကအခြားပုံကိုကူပြောင်းကြရမှလည်းရောက်ရှိလာတဲ့ တခြားဘုံဟာလည်းဘုံဟောင်းနဲ့စင်တူရိုးမားဖြစ်တာမို့ဘယ်ဘုံကဒုလာခဲ့တယ်လဲဆိုတာကိုလည်းတို့မိသွားကြတယ်။ဒီကနေဘယ်ဘုံကိုဥတီနေတယ်ဆိုတာလည်းတို့မမှုသစ္စုပန်တက်တဲ့ကြီးဖြစ်အောင်အခိုက်အတန့်ကိုအခိုက်အတန့်အနေဖြင့်သာတို့နေလိရှိတာပဲ။တတဝရဲလို့ဖြစ်လာရမှာဘဝရဲ့ကိစ္စဆိုတာမျိုးဟာ စားဖို့ကြီးပဲမဟုတ်ဘူးရံဖြစ်နေဖို့ကြီးလည်းပဲမဟုတ်ဘူးကိုအုပ်အုပ်အတင်းထဲမှာတကောအာနာရဖို့ကြီးလည်းပဲမဟုတ်ဘူးဘဝဆိုတာဒီထက်အဓိပ္ပာယ်ရှိတယ်လို့တို့ ပထမမသိရခင်ဘယ်နှဘဝခြားကူးပြောင်းလာခဲ့ရသလဲဆိုတာကိုအရေးအမွက်လောက်မင်းသိရဲ့လားဘဝခြားပေါင်းအထောင်ယောနသန်ဘဝခြားပေါင်းအတောင်းဟိဒီနောက်တခြားဘဝခြားတရာလောက်ဖြစ်ပြီးမှ ပီးတိုင်ကန်းကုံအောင် တက်မြောက်ခြင်းဆိုတာလေရှိပေတကူလို့တို့သိစပြုလာတယ်။တပန်အခြားဘဝခြားနောက်ထပ်တရာလောက်ကြာမှဘဝရဲ့ကိစ္စတွေဟာဒီအပီးတိုင်ကန်းကုံအောင်တက်မြောက်ခြင်းကိုတွေးဆိုင်ဖို့ရင်ထုတ်ဖော်ပြသဖို့ရင်ဖြစ်တယ်ဆိုတာကိုတို့သိလာရတယ်။တို့တွေလည်းပဲဒီနေ့ဟာမှအတိုင်းဖြစ်ရတာအမှန်ပေါ့တို့ရဲ့ရက်ခေါင်နောင်လာလက်ထဘဝဟာလေယခုဘဝမှာ ်တင်ယူစီးပူးတက်မြောက်တာတွေပုံမူတည်တယ်။ယခုဖြစ်စဉ်ဘဝမှာဘဝမှာတင်ယူစီးပူးတက်မြောက်ခဲ့ခြင်းမရှိရင်နောင်ဖြစ်လက်တန်ဘဝဟာလည်းယခုဘဝနဲ့ဘာမှထူးမှာမဟုတ်ဘူး။တထရာတည်းပဲဖြစ်မှာပဲ။ကြုံနေရဖို့အကန့်အသတ်တွေအတားအဆီးတွေနဲ့တည်ပိုးရဖို့ခဲအလေးဆွဲတပြုံတစ်ခေါင်းကြီးနဲ့ဖြစ်မြဲဖြစ်နေမှာပဲ။ဆရာဆာလီဗင်ဒီ သူ့အတောင်များကို ဖြန့်လျက်လေချောင်းဆန်ရန်လှည့်လိုက်ပြီးလင်ဤသို့ပြော၏ဒါပေမဲ့လို့ယောနသန်မင်းဟာတဘွားအထဲမှာတက်မြောက်ခဲ့တာတွေကများလွန်းလို့ဂျားဘွားပေါင်းတစ်ထောင်မနေခဲ့ရတဲ့ဒီဘွားကိုရောက်လာတာပေါ့တခဏအတွင်းပင်သူတို့နှစ်ကောင်သည်လေထဲသို့ရောက်၍လေ့ကျင့်နေကြ၏နှစ်ကောင်ဖြစ်သဖြင့်တကောင်ကဘဲဆိုလင်တကောင်ကညာတကောင်ကညာဆိုလင်တကောင်ကဘဲတပြောင်းတပြန်လှုပ်ရ၏ ကိုလှိမ့်ပြန်ခြင်းသည်ယောနသန်အဖို့အထုခက်၏အဘဲကြောင့်ဟူမူယောနသန်သည်သူဆရာနှင့်ကြပြောင်းကြပြန်စဉ်းစား၍လုတ်ကင်နေရသောကြောင့်တည်းဤတွင်မကသည်လှိမ့်ပုံအချက်တိုင်းတွင်လည်းသူဆရာနှင့်စီးကိုက်ဝါကိုက်ချက်ညီရသည်၏ကဲနောက်တစ်ချိန်ပြန်လုတ်ကြအောင်ဆိုဟုဆရာဆာလီဗင်ကဆို၏နောက်တစ်ခါစက်ကြိုးစားကြအောင်ဆိုဟုထပ်တလဲလဲခိုင်း၏နောက်ဆုံးတွင်အေးကောင်းတယ်ဟိ ဟုတ်ပြီဟေဟုဆို၏ဒီနောက်သူတို့သည်ထောင်လိုက်ဆက်ဝိုင်းပုံအပြန်ကိုစလေ့ကျင့်၏တညသောအခါမြင့်အပြန်မလုကြသောဇင်ရောများသည်တဲတောင်ပြင်ပေါ်၌တစုတဝေးသည့်ရက်လျက်စဉ်စားခန်းထုတ်နေကြ၏ယောနသန်သည်အရေးစွန့်ကအဖိုးအိုဆရာကြီးချမ်းဇင်ရောထံချင်းကပ်၏ဆရာကြီးချမ်းဇင်ရောသည်ဤလောကမှလွန်သောအရက်သို့ ထွက်လိမ့်မည် ထွက်ရက်ပေါက်သွားလိမ့်မည်ဟုပြောစမှတ်ပြုကြ၏ယောနသန်ကဆရာကြီးချမ်းခမားဟုမဆိုဝွန့်ဆိုဝွန့်ဝွန့်လျင်ရွံ့ရွံ့ကြောက်ကြောက်နှင့်ခေါ်လိုက်၏အဖိုးအိုဇင်ရောလဲသူ့အားကျင်နာစွာကြည့်၍အေးသားဘာလဲဟုဆို၏အဖိုးအိုသည်အသက်အရွယ်ကြောင့်အုံမင်းမဆွမ်းဖြစ်နေရမည်အစားပို၍ပင်အားအင်နှင့်ပြည့်စုံနေသေး၏ ငှက်အုပ်ထဲတွင် ပြန်ချင်းအတက်၌သူမတူအောင်နိုင်နှင်းကျွမ်းကျင်ပြီးဖြစ်၏။ညီသည့်ဇင်ရောကိုပင်မဆိုအနိုင်ယူနိုင်၏။အခြားဇင်ရောများတဖြည်းဖြည်းသာလေ့ကျင့်သင်ယူနေရသော အတက်မျိုးအလုံးကို အဖိုးအိုသည်တက်မြောက်ပြီးဖြစ်၏။ဆရာကြီးခင်ဗျာဒီနေရာဟာခေမာရိပ်ညုံတော့လုံးလုံးမဟုတ်တမ်းပါဘူး။ဟုတ်ပါသလားဆရာကြီး။ဟုတ်ဦးသည်လာရောက်ထဲတွင် ပြုံးလျက်ယောနသန်ဇင်ယောမင်းဟာ လေးလာတင်ယူနေစေပဲဟုဆို၏ဒါဖြင့်ဒီကနေပြီး နောက်ဘာဖြစ်မှလဲကျွန်တော်တို့ဘယ်စီကိုခြိတက်နေကြပါဒလဲဘေးမဲ့ရိပ်မြုံ ဆိုတဲ့နေရာမရှိဘူးလားဘယ်ဟုတ်မလဲယောနသန်ရဲ့ခေမာရိပ်မြုံဆိုတာမရှိဘူးခေမာရိပ်မြုံဆိုတာနေရာဌာနလည်းမဟုတ်ဘူး အချိန်ကာလလည်းမဟုတ်ဘူးခေမာရိပ်မြုံဆိုတာအပြီးတိုင်အောင်တက်ဆွမ်းခြင်းအဖြစ်လိုလေသေးမရှိအောင်ပြည့်စုံခြင်းအဖြစ်ကိုခေါ်တာအဖိုးအိုသည်ခဏကြာစိတ်စိတ်နေပြီးလင်မင်းဟာတော်တော်မြန်မြန်ကြီးပြန်နိုင်သူတူမဟုတ်လားဟုမေး၏ကျန်ကျွန်တော်အမြန်ပြန်တော်ကိုတိတ်ကြိုက်ပြီးအမြန်သာပြန်ရရင်ကျွန်တော်တိတ်ပြောတာပဲဟုယောနသန်ကအံ့ဩသွားဟန်ဖြင့်ပြော၏အဖိုးကောက သူတော်မှန်းကိုတိနှင့်ထားသည့်အတွက်လဲဂုံယူမိသည်အပြီးတိုင်ကန်းကုံတဲ့အမျက်နှုံးကိုမင်းစားရောက်တာနဲ့တပြိုင်နက်မင်းဟာချမ်းသာအတိခေမရိပ်ညုံကိုလဲစားရောက်တာပဲဒေါနတန်အဲ့ဒီအမျက်နှုံးဟာတနာကြီးကိုမိုင်းတထောင်လဲမဟုတ်ဘူးကွာမိုင်းတသန်းလဲမဟုတ်ဘူးကွာအလင်းရောင်ရဲ့အမျက်နှုံးလဲမဟုတ်ဘူးကွာဘာဖြစ်လို့လဲဆိုတော့ကနန်းအီအတွက်အချင်းတွဲအတိုင်းတာဆိုတာဘယ်ကနန်းမဆိုအကန့်အသက်ရှိနေတဲ့အတွက်ပဲ အပြေးတိုင်အောင်ပြည်စုံတက်ဆွမ်းခြင်းဆိုတာအကန့်အသတ်နယ်နိမိတ်အစွန်ဖျားအမြင့်အနာမရှိဘူးကွအပြေးတိုင်ကန်းကုံအောင်ပြည်စုံတဲ့အမြန်နှုံးဆိုတာငါသာခေမာကိုရောက်ရှိခြင်းပဲဘာမပြောညာမပြောနဲ့အဖို့အိုသည် ရုတ်ချီပြောက်ွယ်သွားပြီးလျှင်ပေ90အကွာတွင်ရှိသောရေဆက်၌ဘွားကနေတော့ပေါ်လေ၏ဤဖြစ်ပျက်အလုံးသည်တမဟုတ်အတွင်ဖြစ်ခနဲဖြစ်ပျက်ခြင်းသာဖြစ်၏ ထို့နောက်ရှင်းနီးတူတစ္ဆက်ကန့်ဤတသန်းစိတ်တစ်စိတ်အတွင်းတွင်ပျောက်ွယ်သွားပြီးလျှင်ယောနသန်နှင့်ပခုံးချင်းရှင်ကရက်လျက်သားဖြစ်နေပြန်၏အဖိုးအိုချမ်းကဒါဟာအပျော်ကစားခြင်းတမျိုးပေါ်ကွဲဟုဆို၏ယောနသန်သည်ဂျင်သက်ရှုမောအံ့ဩသွား၏ခေမရိတ်ညိုအကြောင်းဆက်မေးရန်ပင်မေ့သွား၏ဒီလိုဖြစ်အောင်ဘယ်နည်းနဲ့လုပ်လိုက်တာလဲ ဒီလိုလောက်တာ ကိုแท้စိတ်แท้ဘယ်လိုဖြစ်သွားပါသလဲဘယ်လောက်ဝေးဝေးအထိဒီလိုလုံနိုင်ပါသလဲအဖိုးအိုကသွားလို့ရဘယ်လိုဌာနမျိုးကိုမဆိုဘယ်လိုအချိန်ကာလမျိုးကိုမဆိုပေါက်ရောက်နိုင်တာပေါ့ဟုဖြေချာ၏ငါဟာစိတ်ကူးပေါက်တဲ့နေရာတိုင်းနေရာတိုင်းနဲ့ကာလတိုင်းကာလတိုင်းစီကိုသွားရောက်ခဲ့ပြီးပြီအဖိုးအိုသည်ပင်လယ်ဖက်သို့လှည့်ကြည့်ပြီးလျှင်ဤသို့ဆက်ပြန်၏ အံ့ဩစရာပဲကွာခကြီးတွင်မှုကိုသာအဓိကထားပြီးအပိတိုင်ကန်းကုံအောင်ပြည့်စုံမှုကိုတော့မထီမဲ့မြင်ပြုတဲ့ဇင်ရောများဟာခကြီးလဲကြံ့ကြတယ်ဘယ်ကိုမှားလဲမရောက်ဘူးအပိတိုင်ကန်းကုံအောင်ပြည့်စုံမှုကိုပဓာနာပြုပြီးခကြီးတွင်မှုကိုတာမညာပြုတဲ့ဇင်ရောများဟာဘယ်စီကိုမဆိုသွားနိုင်ကြတယ်ခုချက်ချင်းဆိုချက်ချင်းပဲပေါက်ရောက်နိုင်ကြတယ်ယောနသန်မှတ်ထားနော် ခေမရိတ်မြုံဆိုတာနေရာဌာနလည်းမဟုတ်ဘူးအချိန်ကာလလည်းမဟုတ်ဘူးဆိုတာဘာဖြစ်လို့လဲဆိုတော့ဌာနကာလဆိုတာတွေဟာ အတိတ်ပဲရှိကုန်မရှိလို့ပဲကွာခေမခေမရိတ်မြုံဆိုတာယောနတန်သည်မတိသေးမတက်သေးသည့်အရာကိုတိချင်စောတက်ချင်စောဖွံ့ဖွံ့ဖြင့်ကိုများပင်တုံလာလျက်အဖိုးအိုအားခုနာကပြန်တယ်လို့ပြန်တက်အောင်ကျွန်တော်ကိုတင်မပေးနိုင်ဘူးလားခမ ्या ဟုမေးလိုက်ရာ အဖိုးအိုကတင်ပေးနိုင်တာပေါ်မင်းသာတင်ယူချင်တယ်ဆိုရင်ဟုဖြေ၏ကျွန်တော်တင်ယူလိုပါတယ်ဘယ်တော့တင်ပေးမှာလဲခုပေါ်မင်းကြိုက်ရင်ခုနလိုကျွန်တော်ပြန်တက်ချင်လိုက်တာဟုယောနသန်ဆို၏သူမျက်လုံးများအတွင်းတွင်ထူးဆန်းသောအယောင်တယောင်လေးဝင်ရောက်လာ၏ကျွန်တော်မလုပ်ရမလဲဆိုတာကိုသာပြောပါအဖိုးအိုချမ်းသည် ဇင်ယောငယ်ကိုတစ်ချိန်လုံးတေချာစွာစူးစူးဆက်ဆိုင်ကြည့်လျက်နှိမ့်နှိမ့်ပြောဆို၏စိတ်မြန်သလောက်အမြန်အပြန်မြန်နိုင်ဖို့မင်းစလုပ်ရမယ့်အလုပ်ကဒါမင်းဟာသွားလို့ရခီးကိုရောက်နှင့်နေပြီလို့သိလိုက်ချင်းပဲအဖိုးအိုချမ်းဤပြောရယောနသန်အဖိုးအဓိကအချက်ဟာကိုကိုကိုမြင်ပုံမြင်နီးပြောင်းလိုက်ဖို့ပဲသူဟာ တောင်ပန်းအဖြန့်52ပေရှိသောအီကိုခန္ဓာအတွင်းတွင်၎င်းပုံစံများချ၍မှတ်သားထားနိုင်သော ပြန်နီးပြန်ဟန်အမျိုးမျိုးကို ပြန်နိုင်စွမ်းရှိသည့်အီကိုခန္ဓာအတွင်းတွင်၎င်းအကန့်အသတ်အချုပ်ချယ်ရှိနေသောကိုခန္ဓာအတွင်းတွင်၎င်းပိတ်လောင်ထားခြင်းခံနေရသူဟူ၍သူကိုယ်သူမြင်နေခြင်းကိုရစဲပြစ်လိုက်ရမည်သူရဲ့တဘာဝအမှန်သည် ရေးမှတ်ခြင်းမပြုရသေးသောကနန်းကဲ့သို့ပြည့်ပြည့်စုံ၍ဌာနကာလတို့ကိုလွှမ်းမိုးကနေရာတိုင်းနေရာတိုင်း၌တစ်ချိန်တည်းရောက်ရှိနေလေသည်ဟုအတိညာအလင်းထင်ရှားဖြစ်ခြင်းသည်သာလျှင်အဓိကဖြစ်၏